2025ခုနှစ်အောက်တိုဘာလ22ရက်နေ့နနက်9:00နာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်ချီနေယနေ့မြန်မာစံတော်ချိန်နနက်9:00နာရီခွဲ အချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသောအားကောင်းသောလေဖိအားနှင့်ရဝန်းသည့်အနောက်အနောက်မြောက်ဘက်သို့ရွှေ့ရှားခဲ့ပြီးဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတီရီလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းလွန်သို့ရောက်ရှိခဲ့ပါသည် အဆိုပါအားကောင်းသောလေဖီအားနှင့်ယဝန်သည်အနောက်အနောက်မြောက်ဘက်သို့ဆက်လက်၍ရားနိုင်ပြီးယနေ့ညနေပိုင်းတွင်ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့်ရင်းနှင့်ဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်အလဲပိုင်းအိန္ဒိယနိုင်ငံတမီနာဒူးမြောက်ပိုင်းကမ်းလွန်နှင့်အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့၌မုန်တိုင်းငယ်ဖြစ်သူ၎င်းထိုမှတစ်ဆင့်အနောက်အနောက်မြောက်ဘက်သို့ရွှေ့လျားနိုင်ပြီးပုံမူအားကောင်းလာနိုင်သော အော်တိုဘာလ23ရက်နေ့တွင်အိန္ဒိယနိုင်ငံတမီနာဒူးမြောက်ပိုင်းနှင့်အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အရှေ့အလယ်ပိုင်းတို့တွင်တိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အထင်အင့်မှတိမ်ထူထပ်နေပါသည်။ထူးခြားသည့်အခြေအနေယနေ့မြန်မာစံတော်ချိန်9:00ခွဲအချိန်တိုင်းထွာချက်များအရ ယမန်နေ့ညကတောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်ခဲ့သောအပူပိုင်းမုန်တိုင်းဖန်ရှင်သည့်အာကောင်သောအပူပိုင်းမုန်တိုင်းဖန်ရှင်အဖြစ်သို့ပုံမအာကောင်လာခဲ့ကအနောက်အနောက်တောင်ဘက်သို့ရွှေ့ရှားခဲ့ပြီးဗီယက်နမ်နိုင်ငံဒါနမ်းမြို့အရှေ့မြောက်ဘက် ရေမိုင်းတရ90မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်ယနေ့ညနေအထီးခံမှန်းချက်တနင်္သာရီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာစိတ်စိတ် နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးမွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာကျဲကျဲနှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရံရာနှုံးပြည့်ဖြစ်ပါသည်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအေရဝတီတိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးတီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်နောက်နှစ်ရက်အတွက်ခံမှန်းချက် နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပါသည် နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခမန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခမန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခမန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုံး80ဖြစ်ပါသည်